ပလန်နီရှိအမေရိကန်စစ်တမောများကိုဟူတီတက်ကတ်ချင်းအတွက်တရုတ်နိုင်ငံ၏ပန်ဘိုကူညီမှုအပေါ်အမေရိကန်ကပုံမဆွေးနွေးလာကြောင်းမကြာသေးမီကအစီအခံစာမျာဖော်ပြသည်တရုတ်ဖွဲ့စည်းများသည်ဟူတီများကိုနှိပညာဖြင့်ကူညီနေသည်ဟုအမေရိကန်တာဝန်ရှိသူများကပြောကြားခဲ့ပြီးရင်းကြောင်းဒေသတွင်းအခြေအနေပိုတင်းမာလာခဲ့သည် အမေရိကန်ထောက်လှမ်ရေးအချက်လက်များအရဒုက္ခကုမ္ပဏီများသည်ဟူတီများကို၎င်းတို့ဒုံးကျည်များနှင့်ဒရုန်းများဖြင့်တုံးပြူရန်အစစ်မြေအစိတ်ပံများနှင့်လမ်းညွန်စနစ်များကိုပေးဆောင်လျက်ရှိသည်ဆိုပြီးဆိုဗတ်ပစ္စည်းများတွင်ဒရုန်းပံကံများနှင့်ဟိုက်ဒရိုဂျင်လောင်စာကံများပါဝင်လျက်ဆိုသည်၎င်းတို့သည်ဟူတီဒရုန်းများကိုအဝေးသို့ပြန်တန်းစေပြီးဖောက်ကွဲရေးပစ္စည်းများကိုပုံမတည်ဆောင်လာစေရန်ရည်ရွယ်သည်ထို့အပြင်တရုတ်ဂျိုဒုကုမ္ပဏီများ၏ဟူဒီအဖွဲ့အားတင်းနီယာအခြေပြုတည်င်းအချက်လက်များပေးသည့်အတွက်ကြောင့် ပင်လယ်နီတွင်အမေရိကန်စစ်တပ်မတော်ကိုရှာဖွေတိုက်ခိုက်နိုင်ကြောင်းအပြစ်တင်ခဲ့သည်ဒီလိုမျိုးထောက်ပံ့မှုတွေကဝါရှင်တန်အတွက်စိုးရိမ်စရာဖြစ်စေခဲ့ပါတယ်တရုတ်ဒီအစစ်အလဲပိုင်းဒေသပြည်ပခံများနဲ့ပုံမပေါ်နိုင်နိုင်ကြောင်းပြသနေပြီး၎င်းဒီအမေရိကန်ရေတပ်အတွက်လာမကဆိုပါဒေသရှိအမေရိကန်၏ဂျိုးစီဘွားအတွက်ပုံမခက်ခဲလာနိုင်ကြောင်းပြသနေသည်ဟူဒီမဆက်လက်တက်ခတ်မှုကိုတုံ့ပြန်သည့်နေပြည်တော်အမေရိကန်ပြည်ထောင်စုရဲ့ရမ်မန်တွင်၎င်း၏စစ်ရေးရအင်အားကိုတိုးမိခဲ့သည့်နောက်ဆုံးလေကြောင်းတက်ခတ်မှုတစ်ခုမှာ ဟူတီတွေကိုထိန်းချုပ်ထားတဲ့အရေးပါနေတဲ့ Ras Assad ရင်းနှံစိတ်ကံကိုပြမထားတိုက်ခိုက်ခဲ့ဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ94ဦးသေဆုံးပြီး190ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ တခက်မှုရွယ်ချက်မှဟူသည့်သဘောများ၏လောင်စာစီရောင်းချခြင်းနှင့်ငွေရှာနိုင်မှုနှင့်၎င်းတို့၏စနစ်ကိုဖျက်ဆီးပြန်ဖြစ်သည်ယင်းသည့်ယင်းသည့်လက်ရှိစစ်ဆေးရေးတွင်အမေရိကန်မှအသေးအပြောက်အများဆုံးတခက်မှုများတစ်ခုဖြစ်သည်ဤပြည်ထောင်စုလုံဆောင်ချက်များဖြစ်ပင်ဟူသည့်တို့၏၎င်းတို့တခက်မှုကိုမလျှော့ဘဲဆက်လုံဆောင်ခဲ့သည်လေတင်တော် USS Harry S2 မှာအပေါ်ဝင်အမေရိကန်စစ်တပ်မှတိုက်ခိုက်မှုများစွာပြုလုပ်ခဲ့ကြောင်း၎င်းတို့ကပြောကြားခဲ့သည်သူတိုက်ခိုက်မှုတွေ တိကျပြစီမှုတိမ်ရှိဘူးအမေကအရာရှိတွေကလည်းပြောပါတယ်သို့တော့ဘူဒီဘူများကဆက်လက်တိုက်ခိုက်နေခြင်းကအချိန်နေဒီအလုံးစုထွေးပြီးဖြစ်ရှင်းရခဲ့ကြောင်းပြသနေသည်အဆိုပေါ်လျောတိုက်ခိုက်မှုသည် Ras Asad Secondaries ညအချိန်၌ပြပွားခဲ့ခြင်းဖြစ်သည်ကြီးမားသောမီးလုံးများကောင်းကင်တို့တက်လာပြီးလောင်စာရှိကုတ်တင်ကအများပြပျက်စီးကမီးလောင်ပျက်စီးသွားခဲ့ကြသည်တဟဟူဒီတွေထုံး ထိန်းချုပ်ထားတဲ့ရေနံချက်စစ်ရုံကိုအမေရိကန်ကဘုံးကျဲတိုက်ခတ်မှုအသည့်စတင်ကလေးကပထမဆုံးအကြိမ်တိုက်ခိုက်တာဖြစ်ပါတယ်။အီရန်ရဲ့အစိုးရဟုန်နဲ့တိုးတက်နေတဲ့နျူကလ িয়ার အစီအစဉ်အကြောင်းဆွေးနွေးဖို့ရောမမြို့မှာအမေရိကန်နဲ့အီရန်တို့ထပ်မံတွေ့ဆုံဖို့မတိုင်ခင်လေးမှာပဲတိုက်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အမေရိကန်ကရင်းအနျူကလ িয়ার ဆွေးနွေးပွဲများကိုဂျင်မန်ရှိ၎င်း၏စီးရီလှုပ်ဆောင်မှုများနဲ့ချိတ်ဆက်ထားပါတယ်။ကမ္ဘာလုံးဆိုင်ရာကုန်တမှုအတွက်အလွန်ရေကြီးတဲ့လမ်းကြောင်းဖြစ်တဲ့ပြည်နယ်တွေတင်မောများကိုတိုက်ခတ်ခြင်းကြောင့်ဂူတီများကိုအမေရိကန်ကတိုက်ခတ်နေခြင်းဖြစ်သည်။ ဟူဒီမြားဒီအစ္စရေးကိုလည်းတိုက်ခိုက်ခဲ့သည်ဟူဒီမြားဒီအစ္စရေးကိုပုံမှန်တိုက်ခိုက်နေစဖြစ်သည့်အီရန်၏ခုခံဝင်ရိုးစုံတွင်တခုတည်းသောလက်ကျန်လက်နက်ကိုင်အဖွဲ့ဖြစ်သည်ရာအစစစ်ကန်သည်လောင်စာစီတဲဆောင်ရအဓိကအချက်ကြချတဲ့နေရာလည်းဖြစ်သည်ဤလောင်စာအားဟူတီများထိကျုပ်ထားသည့်ယမန်၏အစိတ်ပိုင်းများနှင့်အသုံးပြုသည့်လေကြောင်းတက်ခတ်မှုကြောင့်ထိုဒေသများတွင်နေထိုင်သူများ၏နေစဉ်ဘဝကိုပုံမှုခက်ခဲစေနိုင်ကြောင်းတွေ့ရှိသူများကပြောကြားခဲ့သည်၎င်းတို့သည်၎င်းတို့၏ အမစရာဒူဒူတင်း channel တွင်အခင်းဖြစ်ပေါ်ရ graphic ပုံများကို ပြသခဲ့သည်ဗီဒီယိုတွင်စိတ်ကံအနည်းအတွက်ပြန်ကျင်းနေသောလူတွေအလောင်းများနှင့်လောင်စာရှိ trucker များကိုရိုက်ခွဲခံခဲ့ရသည်ကိုပြသခဲ့သည်ဟူတီများကအဆိုပါလေကြောင်းတက်ခတ်မှုကိုတရားမျှတမှုမရှိသောရန်လိုမှုဟုခေါ်ဆိုခဲ့သည်